ကချင်ပြည်နယ်ဗမောမျိုးသိန်းတိုက်ပွဲပြန်လည်ပြင်းထန်လာပြီးစစ်ကောင်စီရဲ့ drone ခုနှစ်စင်းကိုကချင်လူလိုက်တက်မတော် KIA နဲ့ပူးပေါင်းတပ်တွေကပစ်ချလိုက်တယ်လို့ Seven Stars News ကဖော်ပြပါတယ်။မလကူရဲ့ညနေပိုင်းစကခ21အမှတ်21စစ်စင်ရေးကိုကဲမှုဌာနချုပ်အနီးတိုက်ပွဲမှာ drone တွေကိုပစ်ချလိုက်တာလို့ဆိုပါတယ်။စစ်ကောင်စီကလေရင်နဲ့ drone တွေကိုအားထားနေပြီးအခုပစ်ချလိုက်တဲ့ drone တွေဟာ ညဘက်မှာပါကြည့်လို့ရတဲ့ night vision ပါတဲ့ drone တွေဖြစ်တယ်လို့တော်လိုင်းရဲဘော်တူးကပြောပါလေ။ KIA ရဲ့ထိုးစစ်ဟာစကခ27ဝန်းနေအထိရောက်ရှိနေပြီဖြစ်တယ်လို့မြို့ပြင်မှာကြံနေတဲ့အမှတ်58ခြေလင်းတပ်ရင်းကိုလည်းတပြိုင်တည်းသိမ့်ပိုက်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါလေ။ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်စနဲမြို့ကပြည်သူ့ဆေးရုံကို စစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတဲ့အတွက်ဆေးရုံပျက်စီးပြီးအထူးခိုက်စည်းကိုစုံစမ်းနေစေလို့ Western News ကဖော်ပြပါတယ်။မန္တလေးဆေးရုံမနဲ့သုံးနိုင်ငံမှာအမတ်ဆက်ရှိတောင်ပေါ်ကြီးရေတစခန်းကနေ အသေးကန်ဒရုန်း20နဲ့ပုံကျဲတာဖြစ်ပြီးခွဲစိတ်ခန်းရှိတဲ့ဘက်မှာကြားရောက်ပောက်ကွေးတယ်လို့ဆိုပါတယ်။အမေရိကတပ်တော် AA ကကြောက်ဖြူမှာရှိတဲ့တညဝတီရေတစခန်းကိုတိုက်ခိုက်နေစဉ်မှာ စစ်ကောင်စီဘက်ကအခုလိုဆေးရုံတွေ ကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်လာတာလို့ဖော်ပြထားပါတယ်။ပဲခူးတိုင်းအုတ်တွင်းမြို့နယ်ကျွဲပွဲမြို့နယ်ညောင်ချီတော့မြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိကြောက်တိုင်ကြေးရွာစစ်ကောင်စီစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်သား၅ဦးသေပြီးတနက်၆လက်သိမ်းမိတယ်လို့အုတ်တွင်းမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ မလာကူရဲ့မနေ့၄နိုင်ခွဲကမှစတင်တက်ခဲ့ပြီးနေမြေရှင်းလင်းတဲ့အခါစစ်သားအလောင်း၅လောင်းနဲ့တနက်၆လက်ခဲယမ်းတွေသိမ်းဆီးရမိတယ်လို့ဆိုပါတယ်တော်လိုင်းဘက်ကလည်းရဲဘော်တူကြဆုံးပါတယ်ဒီစစ်စင်ရေးကို viewer 23တက်ဖွဲ့တွေဖြစ်တဲ့ PDF တက်ရေး393ညနဲ့အုတ်တွင်းမျိုးနဲ့ပကဖနဲ့ဒေသခံတက်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် မွန်ပြည်နယ်ကြိုင်မျိုးမြို့နယ်ဂျိုင်းဒတာဖွင့်ပွဲအခမ်းအနားကိုရောက်လာတဲ့စစ်ကောင်စီအရာရှိတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ရမှာလုံခြုံရေးစစ်သား၃ဦးဒဏ်ရာရကြောင်းမွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ကသတင်းထုတ်ပြန်ပါတယ်မလ9ရက်မနေ့9နိုင်ခွဲကနေ10နိုင်ခွဲကြားဒရုန်းဘုံ၃လုံးကျဲလိုက်တာဖြစ်ပြီးဆောက်လေးဝင်ကြီးကရင်ပြည်နယ်ဝင်ကြီးချုပ်နဲ့တာဝန်ရှိသူတွေထွက်ပြေးသွားတယ် လုံခြုံရေးစစ်သား3ဦးတန်ရာရတယ်လို့ဆိုပါတယ်ဒရုန်းဘုံကျဲချစင်မှာအမှတ်945နဲ့946ခြေမြန်တက်ရင်းနဲ့ဗျူဟာဂုံးကနေဂျန်မာရီခံပြီးဘုံလန်းချောင်း ပြောင်းတဲ့အတွက်ဘုံသီးတချို့ဟာတရားဟောင်းအောက်ဘက်ခြမ်းကိုလွင့်ဆင်ပြီးအရက်သားထိခိုက်မှုရှိရလို့ကြားသိရကြောင်းဒါကြောင့်စစ်ကောင်စီလုပ်တဲ့အခမ်းအနားတွေပွဲလန်းတွေနဲ့ဝေးရာမှာနေကြဖို့ ဒေသခံလူတို့ကိုနှိုးဆော်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တနင်္လာရီတိုင်းလောင်းလုံးမြို့ပေါ်ရှိရဲစခန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရုံးနဲ့စာရဖစစ်ဖက်ရေးရလုံခြုံရေးအဖွဲ့ရုံးတို့ကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်သားနဲ့ရဲ၁၀ဦးကျော်သေဆုံးတယ်လို့တဝဲခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ် မလာရှိရဲ့မနေ့6နိုင်မှာစတင်တိုက်ခိုက်ပြီးစစ်ကောင်စီတပ်ဘက်ကအနောက်ဘက်ပင်လယ်မှာရှိတဲ့စစ်သင်္ဘောကနေလက်နက်ကြီးနဲ့ပစ်ခတ်သလိုတဝဲမြစ်တစ်ဖက်ကမ်းရှိတဝဲမြို့ပေါ်အကောက်ခွန်စိတ်ကန်တပ်ကနေလည်းလက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ကူပေးတဲ့အထိတိုက်ပွဲပြင်းထန်တယ်လို့ဆိုပါတယ်ဒီစစ်စီကိုတဝဲခရိုင်တပ်ပေါင်းစုကဥဆောင်ပြီးຫນွေဥပျောက်ကြားတပ်ဖွဲ့ចောင်းသားတော်လိုင်းတပ်ဖွဲ့နဲ့ ဒေသခံတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်ခင်ဗျာ။